ောင်းဆောင်မရောက်နိုင်ရင်အာနာရှုတ်ကင်ရေးကိုကုကြီးထောက်ပံ့နေတဲ့ရခိုင်အမျိုးသမီး၃ဦးအာနာသိန်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရင်းနှီးရကိုလေပတ်အောင်ကုကြီးနေတဲ့အချိန်မှာအမျိုးသားတွေအပြင်အမျိုးသမီးတွေလည်းရှိနေကြပြီအဲ့ဒီအချိန်မှာစစ်ကောင်ဆောင်မရောက်နိုင်ရင်အာနာရှုတ်ကင်ရေးကိုကုကြီးထောက်ပံ့နေတဲ့ရခိုင်အမျိုးသမီး၃ဦးရှိပါတယ်သူတို့တွေဟာဘသူတွေလဲစစ်ကောင်စီကိုဘယ်လိုမျိုးထောက်ပံ့ကုကြီးနေတယ်လဲဘေးအခက်အခဲတွေကလည်းပါဝင်နေတယ်လဲ အားလုံးပဲမင်္ဂလာပါ Freedom Speech ရှင်တွေကနေပြင်လေကြိုဆိုလိုက်ပါတယ်စစ်ကောင်စီဘဟုအကြေပေးအခွေကတခုတည်းသောအမျိုးသမီးဒေါ်အင်းနှုံစိန်ရခိုင်အမျိုးသမီးတခုဖြစ်သူဒေါ်အင်းနှုံစိန်ဟာစစ်ကောင်စီရဲ့ဘဟုအကြေပေးအခွေဝင်ဖြစ်ပြီးတော့2021ခုနှစ်အာနာသိမ့်မှုပြီးမှစစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရတဲ့သူဖြစ်ပါတယ်2023ခုနှစ်မှာအတိဖွဲ့စည်းလိုက်တဲ့ဘ ਹੁ အကြံပေးအဖွဲ့ကိုတခြားစစ်ကောင်စီဝင်တွေနဲ့အတူပို့ဆောင်ခြင်းခံရပါတယ် အဲ့ဒီအဖွေပေါ်ပေါက်လာတာနနစ်ကြပြီဖြစ်ပေမဲ့နေပြည်တော်မှာရုံခန့်အနေနဲ့မရှိသေးပါဘူးရခိုင်ပြည်သားပါတီ ANB ရဲ့ပြောခွင့်ရသူဒေါ်အေးနှုံးစင်ကသူဟာရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုထမ်းဆောင်ဖို့အတွက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပါဝင်ရတယ်လို့ဆိုခဲ့ပါတယ်သူရဲ့တရင်ဝဲအခန့်ငယ်တာကရှိပေမဲ့လေဦးရောပသမဂါက Facebook အရေးယူချင်းခင်ထားရတယ်အဲ့ဒီအမျိုးသမီးဟာဘာလုပ်ပိုင်ခွင့်မှမရှိပဲစစ်ကောင်စီရဲ့ရုပ်သေးရုပ်တရုပ်ဖြစ်တတ်မှတ်ခင်ထားရတဲ့သူဖြစ်ပါတယ် ခုခါနေပြည်တော်မှာစစ်ကောက်စီကပေးတဲ့နေရာထိုင်ခဲတဲ့လဆာကိုယူပြီးတော့ဂျင်းနဲ့နေတဲ့သူတယောက်ဖြစ်ပါတယ်။မင်းအောင်လိုက်ကိုဦးမြင့်တွေပြောပြသူရဲချင်းမှုဒုဝန်ကြီးဒေါ်နုမြဆယ်။နောက်တစ်ယောက်ကတော့ရခိုင်မျိုးသမီးဒေါ်နုမြဆယ်ပါ။မင်းအောင်လိုက်ဟာသူ့ကိုယ်သူဘယင်အဖြစ်သတ်မှတ်ရှင်လဲဆိုတာကိုမြန်မာနိုင်ငံမှာလူတိုင်းကသိကြပါတယ်။အာနာသိပြီးနောက်သူ့ကိုယ်သူဘာသာတရားကိုင်းဆိုင်တဲ့နိုင်ငံခေါင်းဆောင်ဖြစ်ဦးပေါ်ဖို့အရာရာအားလုံးကိုလှုပ်ဆောင်ပြီး ဘာအကြီးမားဆုံးခိုင်တော်မူဗုဒ္ဓရုပ်ဘောတော် ထုလုပ်တာဘုရားတွေကိုထီးကျင်တာစင်ဖြူတော်ပေါ်ချောင်းကျင်ညာတာကြီးမားတဲ့ဗဒမြာကြီးတူးပေါ်တွေ့ရှိတာတွေစတဲ့ရိုးရအစင်လာနဲ့မရင်လုပ်ငန်းဆောင်တာတွေကိုပုံဖော်လှုပ်ဆောင်ပါတယ်ရုရှားနိုင်ငံရဲ့သမ္မတဗလာဒီမာပူတင်နဲ့မင်းအောင်လှိုင်ဟာမကြခင်ကတွေ့ဆုံတာတွေအပါအဝင်သူ့ရဲ့လုပ်ရတိုင်းကခေတ်သစ်ဗမာဘရင်အဖြစ်သူ့ကိုယ်သူပုံဖော်ဖို့စိတ်ဖိစီးနေတယ်ဆိုတဲ့အကြောင်းကိုပြသနေပါတယ် ဲ့ဒီအရှင်တွေမှာရခိုင်လူမျိုးတူဖြစ်တဲ့ရည်ကြီးမှုဒုဝန်ကြီးဒေါ်နှုတ်မြဆန်ဟာစီဟောင်းမြို့တွေနန်းတော်တွေကျုံးတွေနဲ့ရခိုင်ဘရင်တွေကူးကွယ်တဲ့ဘုရားတွေရဲ့သမိုင်းတွေကိုရှင်းပြတဲ့အခင်းငယ်တာကနေပါဝင်ပါတယ်မြောက်လာရဲ့ခီးစင်တွေအတွင်းမှာဒေါ်နှုတ်မြဆန်ကိုမြောက်လာရဲ့ဇနီးဖြစ်သူဒေါ်ကျူကျူလာနဲ့တွေ့ရပါတယ်ရှိခဲ့ဘရင်တွေရဲ့ကြီးကျယ်ခမ်းနားမှုတော်ဝင်နန်းတော်တွေရဲ့ခမ်းနားမှုမြို့ရိုးတွေရဲ့ခိုင်မာမှု ခင်တဲ့ကတုတ်ချင်းတွေရဲ့ဇင်းတကျပြီးဆောက်မှုနဲ့ပတ်သက်တဲ့တော့နုံမြခြင်းရဲ့အသေးစိတ်ပြပြချက်တွေဟာဘင်ယူမဲအောင်လိုက်အတွက်စိတ်ကျင်နေစရာဖြစ်နေပါလေ။တော့အင်းလုံးစိန်နဲ့တော့နုံမြစင်လိုမျိုးရခိုင်ကောင်းဆောင်တွေကိုမဲအောင်လိုက်ရဲ့ခဲအမှုဟာရခိုင်လူမှုအတိုင်းဝင်းကိုစည်ယုံဆွေးဆောင်ဖို့အတွက်ကြိုးစားမှုဖြစ်မြင်ကြပါလေ။2023ခုနှစ်မှာရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေကလည်းကလတဲ့မြေကျောင်းစီမံကိုမရောက်စီစီးခဲ့တဲ့ ခီးစဉ်အတွင်းမှာတော့နှုတ်ပြစဉ်ကိုမဲအောင်လိုင်ရဲ့ဘေးမှာထက်မဲ့တွေ့ရပါတယ်။ခင်မွန်းနဲ့လုံးဝလိုက်ထက်ညီနဲ့ရာဇဝတ်ကောင်ဒေါ်ကျူကျူလာနောက်ဆုံးတစ်ယောက်ကတော့ရခိုင်ပြည်နယ်ဗန်ရွေးဇာတိဖြစ်ပြီးစီကောင်းဆောင်မဲအောင်လိုင်ရဲ့ဇနီးဖြစ်သူဒေါ်ကျူကျူလာပဲဖြစ်ပါတယ်။ဆေးရတာသိပြီးနောက်လင်းနေကျော်အတွင်းမြမပြည်သူတွေရဲ့ဘဝတွေဖျုံပြေးဖြစ်နေတဲ့အချိန်မှာဒေါ်ကျူကျူလာဟာမဲအောင်လိုင်နဲ့အနီးကပ်ဆုံးအဖော်ဖြစ်အရေးပါတဲ့အခန်းငယ်နာရီ ါဝင်ပြီးသူ့ရဲ့လုံရက်တွေကိုမိသားစုတွင်းကနေမနာမနေထောက်ခင်အားပေးခဲ့ပါတယ်။မြန်မာစကတိကအောင်ဖြစ်ပြီးစီကောင်းဆောင်တဲ့အသက်နှစ်နှစ်ကြီးတဲ့ဒေါ်ဂျူဂျူလာဟာမင်းအောင်လာရဲ့ခီးစဉ်တွေအများစုမှာအတူလိုက်ပါပြီ။ဣတိတော် မတန်းတွေကို သူရင်းသားပြီးတော့အသေးစိတ်ကြည့်ကြပါတယ်။သူဟာစစ်တက်ကတူမဂဇင်းတွေမှာဒီကြီးပြည့်စုံမယ်ဂလောင်နမည်နဲ့ကပြားတွေကိုပါဝင်ရင်းသားပြီးတော့စစ်တက်ကိုအမွန်းတံပြီးဘိုလောင်းတွေကိုရှိကျူပါတယ်။အာနာသိမ့်ပြီးနောက် ူတို့ရဲ့သားသမီးတွေဖြစ်တဲ့အောင်ပြည့်စုံတဲ့တရီးခင်တက်ဝင်ဟာဟခင်ရဲ့အာဏာကိုအသုံးချပြီးတော့သူတို့ရဲ့စီးပွားရေးအင်ပါယာကိုရှစ်ထွင်ခဲ့ကြပါတယ်။အဲ့ဒီလုပ်ငန်းတွေမှာစစ်တပ်နဲ့ပတ်သက်တဲ့အစစ်မှုလုပ်ငန်းတွေ၊ကျင်းမာရေးစောင့်ရှောက်မှု၊ဆောက်လုပ်ရေး၊ဟိုတယ်လုပ်ငန်းတွေနဲ့မကြသေးခင်ကဟခင်ဖြစ်သူမင်းအောင်လိုက် အားပေးနေတဲ့ရက်စစ်မော်တော်ယာဉ်နဲ့ဆိုလာစီမံကိန်းတွေအထိပါဝင်ပါတယ်။အဲ့ဒီလုပ်ငန်းတွေဟာကျူကျူလာရဲ့သားသမီးတွေနဲ့သူ့ရဲ့မိသားစုတွေကို မြန်မာကထိတ်တန့်ခရိုနီမိသားစုတွေအဖြစ်ပါဝင်သွားစီပါတယ်။မင်းအောင်လိုက်ကသူဟာစစ်တပ်ဝင်တွေကြောင့်မိသားစုနဲ့အချိန်များများမနေနိုင်ပဲမိသားစုကိစ္စအစီအစဉ်ရှင်းတဲ့သားသမီးတွေကိုမြေတောင်မြောက်ချင်းကိုဂျူဂျူလာထံလွှဲအပ်ထားတယ်လို့ရုရှားမီဒီယာတခုကိုပြောဆိုခဲ့ပါတယ်။စစ်ကောင်စီလက်အောက်မှာနိုင်ငံဟာစစ်ရုံးတွေကိုနှိမ့်ညွန့်နေတဲ့အချိန်ဒေါ်ဂျူဂျူလာဟာနိုင်ငံတကာအဆင့်မြင့်တင်ဖို့ကြီးမားတဲ့ကွန်ပစ်စီအမတ်တစိုက်တွေကိုနိုင်ဆိုင်မှုကြောဝါ မှုတွေကိုမရှက်ပါဘူး။အာနာသိမ့်ပြီးနောက်သူဟာစုစုပေါင်းဒေါ်လာ9,500တင်တဲ့လက်ကအိတ်တင်နဲ့တွေ့ရပါတယ်။စစ်အာဏာရှင်ဟောက်ဦးသိန်းရှင်ရဲ့ဇနီးဒေါ်ကြိုင်ကြိုင်တို့မျိုးဒေါ်ကျူကျူလက်ဟာစစ်တပ်ထိတဲ့ကောင်းဆောင်ခုခုတူတိဆောက်ပါတယ်။မင်းအောင်လည်းဟာမြန်မာနိုင်ငံရဲ့စစ်မြင့်ဆုံးဂုံထူးဆောင်ဘွဲ့တွေနဲ့တခုဖြစ်တဲ့ဖက်ကမဟာဒီရီတုတံမဒင်ကြီးဘွဲ့ကိုသူ့ရဲ့ဇနီးကိုပေးရပြီးတော့စစ်ကောင်စီအတွက်ဒေါ်ကျူကျူလက်ဟာအရေးပါကြောင်းအတိမဲ့ပြုလိုက်ပါတယ်။ ခုပြပြတော့တာကတော့ပြည်သူတွေရဲ့ဒုက္ခတွေကိုမျက်ကွေပြူပြီးစီကောင်းဆောင်မေးအောင်လိုက်တဲ့စီကောင်းစီအဖွဲ့လေးပတ်ရေးအတွက်ကုညီထောက်ပံ့နေတဲ့စီကောင်းစီအဖွဲ့ဝင်ရခိုင်အမျိုးသမီး၃ဦးကြောင့်ပဲဖြစ်ပါတယ်။စုတင်တရှိပြချတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စီရင်နိုင်ငံရေးတည်နှောင်းရတွေအချက်အလက်တွေကိုတင်ပြတော်မလဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးခဲ့ကြဖို့မမေ့ကြပါနဲ့။